အဲ့ဆက်ကိုမိသွားအောင်လုပ်ရတာလွယ်လွန်းတယ်။မြို့ကဆယ်နဲ့သူတို့တုံလိုက်တဲ့ဝော့ဖဲလွန်ခဲ့တဲ့၃နှစ်လောက်တုန်းကဂျာမန်တတိယဒဏ်အဆင့်အယ်ဘာဘက်ဆိုတဲ့အတင်းမှာအငှားချထားခံရဘူးတဲ့။နိုင်ရှီလန်ကောကစားသမားတယောက်ဟာအခုတော့ပရီးမီးယားလိမ်မှာကိုမုတ်ဆိုတယောက်ဖြစ်လာပြီးဂျာမနီရဲ့အဓိကတိုက်စစ်မှုဖြစ်လာခဲ့တဲ့ဇာလန်တစ်ခုကိုပြောပြချင်ပါတယ်။အလျား6ပေ6လက်မှရှိပြီးဒီချိန်တုန်းကအင်္ဂလန်တိုက်စစ်မှုပီတာခော့ကိုပြန်ပြီးအမှတ်ရစေတဲ့တိုက်စစ်မှု Nick Ultimate ဟာသူဘာလုပ်နိုင်လဲဆိုတာကိုနယူကာဆယ်နဲ့ဂျာမနီတင်းတွေမှာတွင်ကိုတွေနဲ့တတိပြနေတာဖြစ်ပါတယ်။သူနယူကာဆယ်ကိုရောက်လာတော့အတင်းဝန်ထမ်းတဲ့ ွေကဒီလမ်ဘာကြီးကဘောလုံးသမားမဟုတ်ရဲ့လားလို့မေးတာကိုခံခဲ့ရပါတယ်ကျွန်တော်ကလည်းသူကစားတာကိုအရင်ကြည့်လိုက်ပါအောင်ဆိုပြီးပြောလိုက်တယ်တိတ်မကြဘူးသူကကိုသွင်းတော့တာပဲလို့ညပြအဲ့ဒီဟောင်းကပြောပါတယ်တကယ်တော့ဗုဒ္ဓမိတ်ဟာလူတွေကိုသူပါလဲတက်တည်ပြရတာနဲ့ကျင်သားရနေပြီးသားဖြစ်ပါတယ်ပြီးခဲ့တဲ့လကပဲဘိုင်ယန်မြူနစ်ရဲ့အကြီးကျယ်ရေးကောင်စီဝင် ကာလ်ဟိန်းဘရမိတ်ဂျေ့စ်ကမြူကာဆယ်တို့ဗုဒ္ဓမိတ်အတွက်ပေါင်း69တန်းတုံးဆွေးခဲ့တဲ့ပေါ်အယူတွေလို့ဝေဖန်သွားခဲ့သေးတာပါဘာရန်တို့အဲ့ဒီလိုဝေဖန်နေဆိုတာကလည်းသူတို့ဟာဗုဒ္ဓမိတ်အတွက်အုံကျင်းတိတိကန်းကန်းခဲ့ပြီပဲမအောင်မြင်ခဲ့လို့ဖြစ်ပ ြီးဟာရီကိန်းရှိနေတဲ့အတွက်နယူကာဆယ်လိုပုံအောင်မပြေးရတာကြောင့်လည်းဖြစ်ပါတယ်။အရေးကြီးကလန်ကလာနယ်ဝုတ်ဒီမိတ်ပုံစံဟာတာမန်ကစားသမားပုံစံပါပဲ။နယူကာဆယ်မှာတွင်ခဲ့တဲ့ကိုတွေမှလည်းတဝက်လောက်ကကောင်းတိုက်တွင်ယူတဲ့ကိုတွေပါ။နော်တီဟမ်ဖော်ရက်စ်နယ်ပွဲမှာအသင်းအတွက်ပထမဆုံးတွင်ကိုကိုလည်းကောင်းတိုက်ကူကပဲရခဲ့တာဖြစ်ပါတယ်။ဒါကသူ့အရင်မောင်းကြောင့်တိတ်ပြီးထူးခြားတဲ့တွင်ကိုတွေတော့မဟုတ်ပါဘူး။တကယ်တော့ဝုတ်ဒီမိတ်ဟာနယူကာဆယ်မှာကောင်းတိုက်တွင်ကိုတွေတက်တက်လုပ်ပေးနေတာတော့မဟုတ်ပါဘူး။ FPB ရဲ့အချက်အလက်တွေကသူဟာနယူကာဆယ်ရဲ့ဘောလုံးပေးပွဲမှုတရရှိခြင်းကိုလက်ခံခဲ့ပြီး ွန်းလက်မှာဘောလုံးကိုဖြန့်ကျက်ကစားပေးရတာဖြစ်ပါတယ်သူရဲ့ဘောလုံးပေးဖို့မှာကလပ်ရဲ့ထိတ်ဆုံးငါးဦးစင်းမှာပါဝင်ပြီး82ရာခိုင်နှုန်းအထိအောင်မြောင်ပို့ထားနိုင်တာဖြစ်ပါတယ်ညူကာဆယ်ရဲ့ကစားကွက်မှာအန်တိုနီကော်ဒွန်အီလန်ကာတို့လိုလင်မြန်တဲ့တောင်ပံကစားသမားတွေကိုဘောလုံးအများဆုံးဖြန့်ပေးသူလည်းဖြစ်ပါတယ်သူလက်ခံရရှိထားခဲ့တဲ့ဘောလုံးပေးဖို့မှာ132ချက်မှာအများစုဖြစ်တဲ့82ချက်ဟာပြိုင်ဖက်ကိုအေရီးယားမှာမဟုတ်ပဲကွန်းလက်မှာလက်ခံရရှိခဲ့တာဖြစ်ပြီးသူကတစဉ်တောင်ပံတစ်ဖက်ကိုဘောလုံးပြန်ဖြန့်ပေးရတာဖြစ်ပါတယ်သူရဲ့အရမောင်းကြောင့်ပြိုင်ဖက်ကစားသမားတွေကသူ့ကိုကိုအေရီးယားထဲ ဲမှာပဲဖြတ်တင်ဘောတွေဆောင်ပြီးကောင်းတိုက်ဖို့အားတန်တဲ့ကစားသမားလို့ထင်တတ်ကြတယ်။ဒါပေမဲ့သူကဘောလုံးကိုခြေထောက်နဲ့ပုံပြီးထိတွေ့ချင်တဲ့သူပါ။သူ့လိုရွေစားရှိတဲ့ကစားသမားတယောက်အနေနဲ့တော့သူ့ရဲ့နှီးစနစ်ပိုင်းဆိုင်ရာပိုင်နိုင်မှုတွေဟာအရန်ကောင်းပါတယ်။ဒါကပဲသူ့ကိုထူးခြားစေတာပါလို့ဒီချိန်တုန်းကသူ့ရဲ့အသင်းဘောဟောင်း Joris Wolf ကပြောပါတယ်။ Newcastle နေပြအရီဟောင်းဟာဗိုလ်ဒီမိတ်ကိုပြီးခဲ့တဲ့ရာသီကတည်းက Stuttgart နဲ့ပွဲစဉ်တွေမှာတွားရောက်ကဲခဲခဲ့တာပါ။ဥရောပ U23 Championship မှာရှုဖနှက်စုရခဲ့ပြီးတဲ့နောက်သူ့ကိုမျက်စိကျခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ Newcastle ကိုရောက်လာပြီးချိန်မှာတော့ဗိုလ်ဒီမိတ်ဟာ ူအတင်းဖော်တို့ရဲ့နာမည်တော့အကုန်မမှတ်မိသေးခင်မှာပဲဝစာရဲ့ဒူးတန်ရကြောင်းအလင်းမြန်ပွေးတော်ခွင့်ရခဲ့ပါတယ်။ကစားတဲ့လိချင်းလည်းမတူသလိုကစားတဲ့ပုံစံချင်းမှအများကြီးကိုပြတဲ့ပရီးမီးယားလိမှာချက်ချင်းခြေစွမ်းပြဖို့ဆိုတာကအခမ်းမသိရင်ယုံကြည်မှုတွေပျောက်ဆုံးပြီးကစားသမားဘဝကိုတော့ထိခိုက်စေနိုင်တာမျိုးပါ။ဒါပေမဲ့ဗိုလ်တီမိတ်ကတော့ဒီညမှာကုန်ထူးတာနဲ့ဆာမီပွေးအောင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူနဲ့အတူပရီးမီးယားလိကိုရောက်လာတဲ့တိုက်စစ်မှုတွေအတင်းအကျပ်နဲ့အသားကြောင်ပြင်ဆင်နေချိန်မှာသူကတင်းရဲ့တိုက်စစ်မှာအဓိကကစားသမားတစ်ယောက်ဖြစ်လာပြီးသူကစားခဲ့တဲ့ခုနှစ်ပွေးမှာ၅ပွေးအထိပထမလိုင်းရောက်ပုံခဲ့တာဖြစ် ်ပါတယ်ကျွန်တော်တို့ကသူ့စီကနေအများကြီးမျှော်လင့်ထားပြီးသူ့ကိုယုံကြည်လို့လက်မှတ်ရေးထိုးခဲ့တာပါတခြားလိကနေလာပြီးခြေစွမ်းပြမယ်လို့လည်းယုံကြည်မှုအပြည့်ရှိပေမဲ့အတင်းနဲ့ဘာမှအချိန်ပေးလိမ့်ခြင်းမှုတောင်ကောင်းကောင်းမရှိသေးခင်မှာချက်ချင်းကစားခိုင်းခဲ့တာကတော့ခက်ခဲတဲ့ကိစ္စပါပဲဒါပေမဲ့သူလုံနိုင်ခဲ့ပါတယ်လို့အေဒီဟောင်းကသူ့ကစားသမားကိုချီးကျူးပြောဆိုသွားခဲ့ပါတယ်အိုက်ဆက်ထောက်ခွာသွားတဲ့နောက်တိုက်စစ်ပိုင်းမှာယုံကနေတဲ့ငှက်ကြတော့ဝုတ်တီမိတ်ကြောင့်အိုက်ဆက်ဆိုတဲ့နာမည်ကိုအလွေတကူမေးပြောက်သွားကြပြီပဲဖြစ်ပါတယ်